ပါရှင်ချင်းလင်းချင်းတဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ25ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းရှင်တွေကတော့ကလေးတောင်ပိုင်းမကွေးနဲ့စကိုင်းအဆက်တွင်စီပင်းထန်နေကြောင် CDF CDM စီရင်နာမည်ကိုအလွေးသုံးပြီးငွေကောက်ခံသူ၂ဦးအားဖမ်းဆီးထားကြောင်းရေးစကြိုနဲ့ကလေးဝါမြို့လေတို့တွင်စစ်တပ်က လေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူ၅ဦးသေဆုံးကြောင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် April အတွင်း session နဲ့အောက်ကလေးငယ်၁၈ဦးအပါအဝင်အရက်သားပြည်သူ၅၀ကျော်သေဆုံးကြောင်း AAPP ထုတ်ပြန်ကြောင်း မြောင်အိုးကျွင်စစ်ကောင်စီစစ်တပ်ကပြည်သူနေအိမ်ခုနှလုံးကိုမိရှုဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူကြောင်းနဲ့ပြီးပရောက် NUG ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစုမြန်မာနိုင်ငံအတွင်းသို့ အပြီးပြန်လေအခြေချကပြည်သူလူထုရဲ့ကျမ်းမာရေးနဲ့ပညာရေးဆိုင်ရာများအတွက်လှုပ်ဆောင်နေကြောင်းတို့ပဲဖြစ်ပါရဲ့ရှင်။ကလေးတောင်ပိုင်းမကွေးနဲ့စကိုင်းအဆက်တွင်စီရီပြင်းထန်နေတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမရှင်။ ကလေးတောင်ပိုင်းဒေသမှာရှိတဲ့ပြူစောတီအာကောင်ဂျန်တာရွာကိုတိုလှန်ရေးတပ်ဖွဲ့တွေကဒီလာ17ရက်နေ့တုန်းကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်စစ်ကောင်စီပြည်သူ့စစ်ပြူစောတီတွေဟာမကွေးတိုင်းဘက်မှာရှိတဲ့ဟန်တာဝတီရွာဘက်ကိုဆောက်ခွာသွားခဲ့ကြရာအနောက်ပိုင်းစစ်ရေးအနေငယ်ငယ်တက်ခဲ့ပေမဲ့ယမနစ်အပရလ24ရက်နေ့ကနေစပြီးစစ်ရေးပြန်လည်ပြန့်ထန်နေတယ်လို့သိရှိရပါတယ်။ စစ်ကောင်စီကနေဟန်တာဝတီရွာဘက်ကနေတဆင့်စစ်ကြောင်းနှစ်ကြောင်းပါဝင်တဲ့အင်အား150 200ဝန်းကျင်နဲ့ပြန်လည်ထူးဆစ်ဆင်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့ရှီတန်သတင်းရင်းမြစ်ကပြောပါရယ်ရှီတန်သတင်းရင်းမြစ်ကမနေ့ကစပြီးပြန်လည်စစ်ကြောင်းထူလာတာပေါ့ဒီရှိရစ်တွေ တုန်းကလည်းဟန်တာဝတီကိုနာမခါကနေရဟယင်တွေစင်တာတည်တယ်နှောက်မကပါဘူးယခုကြံတာဘက်ကို ပြန်ထိုးလာတဲ့စစ်ကြောင်းကအင်အား150 200လောက်နဲ့နှစ်ကြောင်းပါပါတယ်။ဒီနေ့ ठी တော့တိုက်ပွဲပြင်းထန်နေပါတယ်။ကိုဘက်ကလည်းတရရရှိတယ်။စစ်ကောင်စီဘက်လည်းအကြအဆုံးအထိခိုက်များတယ်လွေလွေနဲ့ပြန်ဆုံးမဲ့သဘောတော့မရှိပါဘူး။ဒီနေ့လည်းမှန်တော့ဘက်ကိုဂျက်ဖိုက်တာနဲ့လာကြေးတလို့ဟန်တာဝတီဘက်ကနေလည်းလက်နက်ကြီးနဲ့တော်တော်လေးဖြစ်တယ်လို့ချင်းလင်းချင်းတဲ့တရင်ဌာနတို့ပြောဆိုထားပါတယ်။လက်ရှိပြင်းထန်နေတဲ့စစ်ရင်နဲ့ပတ်သက်လို့ကြားသိရတဲ့ တရင်ွေအပေါ် CDF KKG တာဝန်ရှိသူကိုဆက်သွေးခဲ့ရမှာတိတ်ပွဲဖြစ်ပွားမှုကိုတော့အတည်ပြုပေးထားပြီးမြေပြင်ချင်းနေ အထီးခိုက်အကြဆုံးစတာတွေကိုတော့လက်တလုံးမှတ်ချက်ပေးဖို့မရှိသေးကြောင်းပြန်လည်ဖိကြားထားပါတယ် CDF KKG Major Operation Council အမည်နဲ့ကလေးတောင်ပိုင်းစစ်စင်ကြီးကိုမဟာမိတ်တပ်များနဲ့အတူ February လ12ရက်နေ့မှာစတင်ခဲ့ပြီးနှစ်လကျော်ကြာမင်းခဲ့တဲ့ဒီစစ်စင်ကြီးအတွင်ကမ်ပဏီ မှန်တော့အောင်တရာအရှေ့အနောက်ဂျန်တာစကားမြောက်ကိုအပိသက်တင်ပိတ်နိုင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင် CDF CDMC ရဲ့နာမည်ကိုအလွေတုံပြီးဝေကောက်ခံသူ2ဦးအားဖမ်းဆီးထားတဲ့တရင်ကိုလေးဆက်လက်ကျင်းဆက်ပေးတော့ပါမယ်ရှင်ချန်ပီနေဒီရိမ်မြုံနေအတွင်း CDF CDMC ရင်ရဲ့နာမည်ကိုအလွေသုံးစားလုပ်ပြီးပြီးသူများထံငွေကောက်ခံတဲ့အမျိုးသား2ဦးကိုဖမ်းဆီးထားတယ်လို့ CDF CDM စီရင်ကဒီကနေ့တရင်ထုတ်ပြန်ထားပါတယ်။အစူပါလူနှုတ်ဦးဟာမင်ပွန်ကင်အသက်34နှစ်နဲ့ပုံငင်းအသက်33နှစ်လို့ဖြစ်ကြကအရင်ရက်တွေကလည်းအဖွဲ့စည်းပိုင်ပစ္စည်းများကိုခိုးယူရောင်းချခြင်းပြည်သူများထံအဖွဲ့စည်းနာမည်သုံးပြီးငွေကြေးကောက်ခံတာမျိုးလုပ်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သူတို့နှုတ်ဦးဟာပြီးခဲ့တဲ့တိုင်းငင်တဲ့ပွဲပြီးရက်ပိုင်းမှာအဖွဲ့ပိုင်ပစ္စည်းတချို့ကို ိုးယူရောင်းချခဲ့တယ်လို့ပထမအကြိမ်ဖန်စီထိမ့်သိမ့်ကသတိပေးထားခဲ့ပေမဲ့ BK ရဲ့ April 20ရက်နေ့မှာလည်းတစ်ကြိမ်ဒီရီမြို့ထဲကိုဝင်ရောက်ပြီးအဖွဲ့အစည်းနာမည်ကိုအလွေးသုံးချလောက်ပြီးတောင်ရံတဲ့အပြင်ဂျေးရွာအတွင်ခီးသွားပြီးသူများအပေါ်လဲတာစီတောင်ရံနာရီလုတ်ခဲ့တယ်လို့ဆိုပါရယ်ဒါကြောင့်သူတို့ရဲ့ဒီသက်ခံဂျေးဝါလူကြီးများနဲ့ဆွေးနွေးခင်ထိုင်ပြီးအစူပါလူနှစ်ဦးကိုနောက်ဆုံးအကြိမ်ဖြစ်တရိပ်ပေးဖန်စီထိန်သိမ်းခဲ့တယ်လို့ဆိုပါရယ် နောက်နောက်မှလည်းဒေတာအတွင်ယခုလိုမျိုးအဖွဲ့အစည်းနဲ့တော်လှန်ရေးကိုထိခိုက်စေတဲ့ပြုမှုဆောင်ရွက်ချက်များရှိလာပါကမိဘပြည်သူများနဲ့ပူးပေါင်းပြီးပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းအမှန်တရားအတွက်ဝိုင်းဝန်းပါဝင်ပေးကြတဲ့ပြည်သူများအပေါ်လည်းအထူးကျေးဇူးတင်ရှိကြောင်းဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ဒီစကြူနဲ့ကလေးဝါမြို့လေးတို့တွင်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူ၅ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေတိုင်းရီစတူမြို့နယ်စင်မရေးကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ2ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ April 23ရက်နေ့တွင်ည9:30မိနစ်အချိန်ခန့်တွင်ရီစတူမြို့နယ်တွင်စင်မရေးကျေးရွာအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်စင်မရေးကျေးရွာမှအသက်68နှစ်အရွယ်ဒေါ်ဆန်းမြင့်ကြီးနှင့်စင်မရေးကျေးရွာအနောက်တောင်ဘက်တွင်နေထိုင်သော၄ရာပြည့်ကျေးရွာမှအသက်43နှစ်အရွယ် ကိုမျိုးလင်းအောင်တို့နှစ်ဦးတည်ဆုံးခဲ့ကြောင်းရေစကျူ Township Information Committee မှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။ရေစကျူ Township Information Committee မှတာဝန်ရှိသူတဦးကရေစကျူစင်မရေးဂျေးရွာလေးချောင်းတက်ခိတ်မှုမှာထိမှန်တည်ဆုံးသူကအသက်68နှစ်အရွယ်ဒေါ်ဆန်းမြင့်ကြီးနဲ့စင်မရဲ့ဂျေးရွာအနောက်တောင်ဘက်မှာရှိတဲ့၄၀ပြည့်ဂျေးရွာကပြီးသူတဦးထိတ်လန့်ပြီးသွေးတူးနဲ့တည်ဆုံးတယ်။ သွေးတူးပြီးတည်ဆုံးသူကအသက်43နှစ်အရွယ်ကိုမြို့လဲအောင်ပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတူပြုပြောဆိုထားပါတယ်။အလားတူစကိုင်းတိုင်းကလေးဝါမြို့နေမစိန်ကျေးရွာနဲ့မင်းကင်းမြို့နေကမ်းပိကပြက်ကျေးရွာတို့ကိုအကြံဖက်စစ်ကောင်စီစစ်တပ်ကလေးရင်ဖြန့်ပုံကျဲတက်ခိုက်ခဲ့ရာပြည်သူ၃ဦးတည်ဆုံးခဲ့ကြောင်းကလေးဝါမြို့နေပြည်သူကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အပရလ24ရက်နေ့တွင်ကလေးဝါမြို့နေမစိန်ကျေးရွာကိုအကြံဖက်စစ်ကောင်စီစစ်တပ်က White 12 Lee Yimsen ဘုံကျေတက်ခဲ့ခဲ့ရာရွှေမျိုးလုပ်ငန်းလောက်ကိုင်းနေသူအယက်သားပြီးသူ၃ဦးတေဆုံးခဲ့ကြောင်းအကြံဖက်စစ်ကောင်စီစစ်တပ်ကလေကျောင်းရှင်ဘုံကျေတက်ခဲ့ခဲ့သောမစိန်ကျေးရွာဟာစစ်ကောင်စီတပ်သားများစုမှုထိန်းချုပ်ထားတဲ့ကျေးရွာတူရွာဖြစ်ကြောင်းသိရှိရပါတယ်။အလားတူမင်းကင်းမြို့နယ်ကမ်ပီကပြက်ကျေးရွာကိုလည်း White 12 Lee Yimsen အကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျေတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်ရှင်။စစ်ကောင်စီလေးကြောင်းတက်ခင်မှုကြောင့်အပရလအတွင်အသက်16နှစ်အောက်ကလေးငယ်18ဦးအပါအဝင်အယက်သားပြီးသူ90ကျော်သေဆုံးကြောင်း AAPP ထုတ်ပြန်တဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မြန်မာနိုင်ငံမှာအင်အားပေးငလျင်လှုပ်ခတ်ခဲ့ပြီးအပရလအတွင်မှာအကြံဖက်စစ်ကောင်စီရဲ့လေးကြောင်းတက်ခင်မှုတွေကြောင်း အသက်16နှစ်အောက်ကလေးငယ်18ယောက်အပါဝင်အယက်သား55ယောက်တည်ဆုံခဲ့ရလို့နိုင်ငံရေးအကြံတန်းများကိုငီဆောင်လျှောက်ရေးအသင်း AAPP ကအပရလ23ရက်နေ့ညပိုင်းကထုတ်ပြန်ထားပါတယ်အပရလ10ရက်နေ့ကနေ23ရက်နေ့အထိနိုင်ငံတော်အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတက်ခဲမှုကြောင့်အမျိုးသမီး32ယောက်နဲ့အမျိုးသား23ယောက်စုစုပေါင်း55ယောက်တည်ဆုံခဲ့ရာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ် ဒေဆုံးသူတွေထဲမှာအသက်16နှစ်အောက်ကလေးငယ်18ယောက်ပါဝင်ပြီးဒေဆုံးမှုအများဆုံးအဖြစ်စကိုင်းတိုင်းမှာ21ယောက်ဒေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။အပရလ20ရက်နေ့ညနေပိုင်းကစကိုင်းတိုင်းကမ်ဘလူးမြို့နယ်တင်ကျော်ကျေးရွာကိုအကြံဖက်စစ်ကောင်စီကလေကြောင်းကနေဖြတ်အပြင်ပုံခြေချတိုက်ခိုက်ခဲ့တာကြောင့်မိသားစုဝင်6ယောက်ဘုံဆက်ထိမှန်ကပွေချင်းပြီးဒေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ညောင်ဦးတွင်စစ်ကောင်စီစစ်တပ်ကပြည်သူနေအိမ်ခုနှလုံးကိုမိရှုဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထူဝင်ရောက်လာသောအကြံဖက်စစ်ကောင်စီစစ်တပ်ကပြည်သူနေအိမ်ခုနှလုံးကိုမိရှုဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူသွားကြောင်းသိရှိရပါသည်။အပရလတ်22ရက်နေ့ညောင်ဦးမြို့နယ်မေတန်တောင်ကျေးရွာကျဦးကျေးရွာတို့ကိုအကြံဖက်စစ်ကောင်စီရဲ့တမရှိရှိလက်အောက်ခံစစ်ကောင်စီတပ်သား ်ပြူစော်တီရေပူပေါက်အင်အား90ခန့်ကတင့်ကားလေးစီစစ်ကား3စီးရိုးနဲ့အတူတပြိုင်နက်တည်းဝင်ရောက်ကပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးနေအိမ်ခွင်နှလုံးကိုမိရှုသွားခြင်းဖြစ်ပြီးရဲအကြံဖက်စစ်တပ်စစ်ကြောင်းကဂျေးရွာတွင်နေရနေပြီးအပရလ22ရက်နေ့တွင် မေတန့်တောင်ဂျေးရွာအတွင်မှနေအိမ်တလုံးအပရလ23ရက်နေ့တွင်မေတန့်တောင်ဂျေးရွာရှိနေအိမ်၅လုံးနဲ့ ကျူရွာမနေအင်တလုံးစုစုပေါင်းနေအင်ခုနှလုံးကိုမိရှုသွားခြင်းဖြစ်ကြောင်းပြီးသူပိုင်ပစ္စည်းများဖြစ်တဲ့ရွှေငွေတန်ဖိုးရှိပစ္စည်းများအင်တန်ပရိဘောကများနဲ့လောမြောက်ကိုပါကားပေါ်တင်၍တည်ယူသွားခြင်းဖြစ်ကြောင်းညောင်ဦးမြုပ်နေပါကဖရန်ကြီးအောင် PDF မှကိုပြိုကပြောကြားထားပါတယ်ညောင်ဦးမြုပ်နေပါကဖမှကိုပြိုက နွားတွေဝတ်တွေပါကားတွေနဲ့တီးသွားတာတစီအပြည့်ပဲအိမ်ထောင်ပရိဘောကတွေတန်ဖိုးရှိကြတွေအကုန်ယူသွားတယ်အပရလတ်23ရက်နေ့မနက်၈နာရီလောက်မှညောင်ဦးမြို့ပေါ်ကိုပြန်လျှောက်သွားတာပစ္စည်းတွေကတော့ခွဲတွေတေးလို့ကုန်နေပါပြီဗီတူတွေလည်းရှောင်နေကြရတယ်ကြောက်ပြင်ကန်မီးလောင်ဖြား မေတန်တောင်ကျူအယွာရီကပြီးသူတွေရှောင်နေကြရတာလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ်။ပြီးသူပိုင်းပစ္စည်းများကိုခိုးယူတဲ့အကြံဖက်စစ်ကောင်စီတပ်သားများကိုအပရလ22ရက်နေ့နန်းနက်ပိုင်းတွင်မေတန်တောင်ကျေးရွာအနီးတစ်ကျိန်အပရလ22ရက်နေ့တွင်ပြီးသူပိုင်းပစ္စည်းများတည်ယူနေချိန်၌နှစ်ကျိန်အပရလ23ရက်နေ့တွင်စစ်ကြောင်းပြန်ထွက်စဉ်တကြိမ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများ ထိခိုက်တိုက်စုံမှုရှိနိုင်လေလို့သိရှိရပါတယ်ရှင်။ပြပရောက် UNG ဂျမကြီးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇိုဝေစုမြန်မာနိုင်ငံအတွင်းသို့အပြီးပြန်လည်အခြေချကပြည်သူလူထုရဲ့ဂျမကြီးနဲ့ပညာရေးဆိုင်ရာများအတွက်လှုပ်ဆောင်နေတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ အမျိုးတိုင်းညီဝဲရေးအစိုးရ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုဟာပြပကျွင်ရောက်ရှိနေရမှာမိခင်မြန်မာနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီးပြပရောက် NUG ဝန်ကြီးတဦးအနေဖြင့်မြန်မာနိုင်ငံအတွင်းသို့အပြီးပြန်လည်အခြေချကပြီးသူလူထုရဲ့ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းများလှုပ်ဆောင်နေကြောင်း NUG ကအတည်ပြုပြောဆိုထားပါတယ်ပြပကျွင်ရောက်ရှိနေတဲ့ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုဟာ မြန်မာနိုင်ငံအတွင်းသို့အပြီးပြန်လေဝင်ရောက်ကဂျမမာယီ CDM နိုင်ငံဝန်ထမ်းများအရက်ဖက်ဂျမမာယီဝန်ထမ်းများဂျမမာယီစေတနာဝန်ထမ်းများဒုလှရင်ရဲဘော်များနဲ့တွေ့ဖက်၍ပြည်သူလူထုရဲ့ဂျမမာယီဆောင်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်လက်ရှိကြောင်းသိရှိရပါတယ်အန်ယူဂျီမတာဝန်ရှိသူတို့ကဂျမယီဝန်ကြီးဌာနအနေနဲ့အရက်သားပြည်သူတွေရဲ့ကုသရေးတင်မဟုတ်ပဲတိုက်ပွဲတွေမှာတင်ရရတဲ့ PDF တွေကိုကုသရေးအတွက်ပါ MOD နဲ့ ပေါင်းလုံနေတာတွေရှိပါတယ်။ဆရာကြီးကဝန်ကြီးဌာနလုပ်ငန်းတွေအားလုံးကိုပြီးတွင်းမှာပဲအခြေစိုက်ပြီးလောက်ကင်ဆောင်ရွက်နေတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အကြည့်ပြုပြောဆိုထားပါတယ်။ပြည်ပတွင်ရောက်ရှိနေတဲ့ UNG ဝန်ကြီးများအစိုးရတာဝန်ရှိသူများအနေနဲ့မြန်မာနိုင်ငံအတွင်းသို့ပြန်လာရန်ယခုနှစ်ဇန်နဝါရီလတရနေ့တွင်ယာယီသမတဒူဝလာရှိလာကဖိတ်ခေါ်ခဲ့ပြီးနောက်ဆရာကြီးဒေါက်တာဇိုဝေဆိုးဟာပထမဆုံးပြည်တွင်းသို့အပြီးပြန်လည်ဝင်ရောက်ခဲ့တဲ့ အန်ယူဂျီဝန်ကြီးတဦးလေးဖြစ်ပါတယ်။အန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေဆူဟာပြပတွင်ရောက်ရှိနေစဉ်နိုင်ငံတကာကျန်းမာရေးနဲ့ပညာရေးညီလာခံများတွင်တက်ရောက်ဆွေးနွေးဟောပြောမှုများဆောင်ရွက်ခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့မူဝါဒများနဲ့မြန်မာပြည်သူများရဲ့နှွေဦးတော်လှန်ရေးကိုနိုင်ငံတကာကတည်ရှိစေရန်ဆောင်ရွက်ခဲ့ကြောင်း NUG ကပြောဆိုခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ရှင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပောင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်။